ချစ်စွာသောတိုင်းသားညီကုံတော်မမအားလုံးမင်္ဂလာပါတော်လန်ဒီကင်းကနှုတ်ဆက်ပါတယ်ခင်ဗျကျွန်တော်ပြည်သူလူထုတရားလုံးညွန်မှန်းထားတဲ့ငင်းချမ်းသောအနာဂတ်ဒီဒီဆောက်နိုင်မှုအခွင့်အလမ်းတွေဟာမနည်းရတဲ့ဆိုင်တော့ဒီနေ့ဆိုရင်နီးကပ်လာတဲ့နေသားရှိပါတယ်ဒါပေမဲ့လည်းဖြစ်တတ်သောသဘောတဘာဝကံကြမ္မာကပေးရလာတဲ့အခွင့်အရေးတွေကကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်အပါအဝင်ဘဝကြီးရဲ့အနာဂတ်ဟာလည်းပဲရင်လေးစရာအခြေအနေတစ်ခုကိုတော့ကြောက်နေကြပါဘော ော့ကျွန်တော်အနေနဲ့ဒီကနေ့ကျွန်တော်ချစ်စွာသောတိုင်းသားညီကိုမနဟိုစိတ်သက်ခွန်အားဖြစ်စေမဲ့အဘိစကားလေးတွေနဲ့ဆက်ဆက်ပြီးသုံးသပ်တဲ့နဲ့ကမ္ဘာမြမနိုင်ငံအခြေအနေလေးနဲ့ပတ်သက်ပြီးတင်ပြစရာလေးတွေရှိပါတယ်။ဒါတော့ပထမဆုံးကျွန်တော်တို့မြန်မာနိုင်ငံကိုအတင်းတမဓာမိုးပြီးတော့တနက်ပြအာနာသိမ့်ထားတဲ့ဖက်စစ်အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သူရဲ့မိစ္ဆာဝင်ရုံးစွန်းနိုင်ငံချင်းချင်းမတူတော်ချင်းချင်းသတင်းလွှဲလွှဲပေါင်းဖက်ပြီးတော့ ရုရှားမော်စကိုမှာမိစာအချင်းချင်းလေပင်ဖက်ကြတဲ့ပြီးတဲ့နောက်အခုဆိုရင်နောက်ထပ်မိစာဝင်ရောနိုင်ငံတစ်ခုဖြစ်တဲ့ဘယ်လာရုစီဆက်လက်သွားတာသွားရောက်တဲ့တည်ပြပါပဲ။သွားရောက်တော့အခုကြည့်လိုက်ပါကဘာကြီးမှာရင်းကျက်နိုင်ငံတွေနဲ့အများစုကမရင်မကြီးနဲ့နိုင်ငံနိုင်ငံတကာကိုယင်လေးနေစင်အောင် မိစာအယူဝါဒရှိတဲ့အုပ်စုတွေကို တတ်မှတ်ပြီးခွဲခြားဆက်ဆံလေးရှိတဲ့အထက်မှာရုရှားဘယ်လာရုစ်မြောက်ကိုရီးယားအခုဆိုရင်တရုတ်ကွန်မြူနစ်ပေါ့စတဲ့နိုင်ငံတွေဟာကမ္ဘာကြီးမှာ ကောင်းသတင်းနဲ့ကြောကြားတဲ့နိုင်ငံတွေမဟုတ်ပါဘူးအဲ့တော့မတူတော်ချင်းချင်းသတင်းလွေ့လွေ့ဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းကို မိစ္ဆာဝေယောဒန်ဖက်စစ်ဖောက်ခံသူတွေကဒါအပ်ပြီးနှုတ်ဆက်တာဟာတဘာဝလို့ဆိုပေမဲ့ကမ္ဘာကြီးအတွက်တော့ရင်လေးပွေရဖြစ်ပါတယ် ဒီကိမနဲ့ပဲတက်လာတဲ့ပြင်းထန်နိုင်ငံ Paris မြို့ကယူသမီးယာပေါင်းများစွာပေါ်ပိုင်းဗလာနဲ့ချီတက်ပြီးဆန္ဒပြကြတဲ့ Women's Day မှာပေါ့သူတို့တွေးကြော်ကင်ဆောင်လာတဲ့ Facebook ကိုသတိထားကြည့်မိပါလိမ့်။ကဘာကြီးမှာကြော့ပြန်ခေါင်းထောင်လာတဲ့ Passive Wara ကိုမြို့သမီးသူကြီးတွေသူတို့ဖြစ် Passive ရဲ့ဒဏ်ကို Passive စနစ်ဆိုးရဲ့ဒဏ်ကိုအပြင်းထန်ခံခဲ့ရဘူးတဲ့ပြင်းထန်သူမြို့သမီးတွေဟာ ကဘာတိတိအောင်ကျွေးကြော်ပြီးတော့ဆန္ဒထုတ်ပေါ်ကြတာဖြစ်ပါတယ်ဆိုတော့တို့အပေါ်ပိုင်းဗလာတော့သူ့ရဲ့ဥရောပဂျလိမို့ကျွန်တော်တို့ပြစ်မဆိုဘူးလူလူစိတ်ဝင်စားအောင်လဲဆွဲဆောင်တာမျိုးဖြစ်နိုင်တယ်လို့တို့ရဲ့ right ဆိုတဲ့ဘင်းယူနဲ့ပြတ်သားတယ်ဖြစ်မှာပေါ့ကျွန်တော်ထည့်တင်ပြောတော့ပါဆိုလိုချင်တာကကောင်းတကြော့ပြန်ထောင်လာတဲ့ဖက်စစ်ဝါဒကြောင့်ကျွန်တော်တို့ကဘာကြီးอ่ะအခုဆိုရင်ပူဝင်မှုတွေဖြစ်လာပါတယ်အခုဆိုရင်ဂျာမနီနိုင်ငံ ဒီဟစ်တလာလက်ထက်မှာကမ္ဘာမှာအင်အားအကြီးဆုံးသဘောဖြစ်ခဲ့တဲ့ဂျာမနီနိုင်ငံဆိုလည်းအခုဥရောပမှာအကြီးမားဆုံးစစ်တပ်တစ်ခုဖြစ်အောင်ပြန်လည်ဖွဲ့စည်းတိုက်ဆောင်မယ်လို့ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်ပိုလန်နိုင်ငံဆိုရင်လည်းပဲအခုနိုင်ငံသူနိုင်ငံသားယောက်ျားအမျိုးသားအားလုံးစစ်မှုထမ်းရမယ့်အခြေအနေအပြင်အကြီးဆုံးတပ်အင်အားတွေတိုက်ဆောက်ဖို့နောက်နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ဖို့ကြိုးစားလာတဲ့အခြေထားတွေတွေ့ရပါလိမ့်မယ်။ဒါဟာကမ္ဘာကြီးအတွက်မကောင်းတဲ့လက္ခဏာတွေပါပဲ။အဲကျွန်တော်တို့ ဘာသူကဘာသားအတူအသက်ရှင်နေကြတဲ့လူသားတွေအနေနဲ့ကဘာကြီးရဲ့အနာဂတ်ကိုမကောင်းအောင်လူသားတွေရဲ့စိတ်ထဲမှာဝီရော့ဒီဖြစ်ပြီးပူပင်တော့ကတွေဖြစ်လာအောင်ဆေးဆော်လာတဲ့အကြောင်းအရာအရင်ခံကတော့ဖက်စစ်အကြမ်းဖက်ဝါဒခေါင်းပြန်ထောင်လာခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကဘာကြီးကြည့်ပြီးတော့ညီမပြည်တစ်ခုထဲမှာတင်ဖက်စစ်ဝါဒစနစ်ကိုတက်ရောက်စူးကြိုခံစားနေရတာမဟုတ်ဘူး။အခုဆိုကဘာကြီးမှာပါဖက်စစ်ဝါဒနှစ်ပေါင်း80ကျော်အကြာမှာပြန်ထောင်လာတဲ့ဖက်စစ်ဝါဒကို ကဘာကြီးကပါစွန့်ရင်လာတဲ့အခါဖြစ်ပါတယ်အဲ့တော့ Belarus ကို main online သွားတယ် passive ဝါဒ socially ဆွန့်ရောက်ဝါဒကိုကျင့်သုံးလို့လူချင်းချင်းပေါင်းတင်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုမြောက်ကိုရီးယားကဲ့သို့တန်ကွန်ချအထက်ထပ်အုပ်ပြီးတော့ပြည်သူတွေကိုရက်ဆက်စွာဖိနှိပ်ပုတ်ချုပ်ပြီးသူတို့ဝင်ရိုးစွန်မိစာအုပ်စုတွေအာဏာတကိုထက်မြက်ဖို့အတွက်ကြိုးစားလာတဲ့ဝင်လန်းတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြည်သူအားလုံးဟာ၄နှစ်ကျော်ကြာလာတဲ့အထိမစုပ်မလွတ် လုံးဝလက်မလျှော့ပဲဖက်စစ်အကြမ်းဖက်စနစ်အာဏာရှင်စနစ်ကိုမြမမီကအပြည်တိုင်းကွယ်ပြောင်းနိုင်ဖို့ကျွန်တော်တို့တိုင်းပြည်ပြည်သားတော်လှန်ရေးဘက်သားအမှန်တရားနဲ့ဓမ္မကိုတပ်ဝင်ယုံကြည်ကြသူအလုံးဟာခိုင်မာတဲ့ဇွဲတတိနဲ့တော်လှန်တိုက်ပွဲဝင်နေကြပါတယ်ကျွန်တော်တို့ဒီလမ်းမှာတပါအခြားရွေးချယ်စရာမရှိဘူးလို့ရှော်လန်းခဲ့ကြပြီးဖောက်လန်းခဲ့ကြပြီးမို့လို့ရှစ်ဆက်သွားရုံမှာတပါအခြားမရှိပါဘူးအဲကြောင့်ကျွန်တော်တို့အလုံးဆက်လက်ကြိုးပမ်းကြပါလိမ့်မယ်အဲ့တော့မင်းအွန်လိုင်း ူဘက်ကဘလောက်ပဲနောက်ခံမိစာဝင်ရုံးနိုင်ငံတွေကထောက်ပံ့သည်ဖြစ်စေပြည်သူမပါရင်ပြည်သူမပါရင်ဘယ်စစ်မှမနိုင်ဘူးလို့ကမ္ဘာသမိုင်းဖြားဖြားစစ်သမိုင်းဖြားဖြားကလက်တွေ့ပြသခဲ့ပြီးဖြစ်လို့ပြည်သူကိုရန်သူလိုသဘောထားပြီးအာနာရှင်ချင်းချင်းနောက်ခံပေးတဲ့နိုင်ငံသားအားကိုနဲ့မိစာဝင်ရုံးနိုင်ငံတွေအားကိုနဲ့ကျွန်တော်တို့တိုက်ပြီးကိုဆက်ပြီးတော့မင်းမူစိုးမိုးခြင်းနဲ့မင်းအောင်လိုင်းရဲ့လွဲ့ဟာတစ်ချိန်မို့တစ်ချိန်မှာတော့ပြက်ပြုံးချိနဲ့ရုပ်နှိမ်မှာငုတ်ချပါပါ ။အဲကြောင့်ပြည်သူအားလုံးကိုကျွန်တော်အနေနဲ့နော်စိတ်ခွန်အားပေးချင်ပါတယ်။ဘလောက်ပဲစိတ်ပြည့်စရာအကြောင်းအရာတွေကြုံလာပြီးဖြစ်စီကျွန်တော်တို့အားလုံးဟာကံကြမ္မာကမျက်နှာသာပေးလာမဲ့နေ့တနေ့အကြခင်ရောက်မှဖြစ်တယ်ဆိုရင်ယုံကြည်ချက်နဲ့အမှန်တရားအတိုင်းကိုပဲရေးရဲရင်းရင်ဖြောက်ဖြောက်မတ်မတ်ဆက်လျှောက်ကြဖို့ပြပါတယ်။အဲ့တော့မြမနိုင်ငံရေးနဲ့ပတ်သက်လို့အိန္ဒိယနိုင်ငံကြီးဘက်ကတုံ့ပြန်လာတဲ့အချို့အချက်လက်တွေကိုကျွန်တော်တို့ကြည့်ကြအောင်။အခုဆိုရှင်အိန္ဒိယထိုင်းနိုင်ငံက section ရှင်းတော့ watch ဟာတကယ်တော့သူ့ရဲ့စစ်တပ်ကိုသူမောင်းပိုင်စီးကပိုက်ဆောင်နဲ့ထည့်ပြီးသူ့ရဲ့နူးညံ့သောအာဏာရှင်ဝါဒကိုဆက်လက်အသက်သွင်းဖို့သူတကုတ်ချက်ခဲစူးစမ်းနေရတဲ့အချိန်ပုတ်တိုက်မှုများစွာနဲ့လက်ရှိ section ရဲ့သမီးပါဝင်တာဖနူမောင်းပိုင်စီးရတဲ့ထိုင်းဆိုးရရဲ့ရည်တည်ချက်ဟာလည်းပဲအချိန်မီွေးရိုင်နဲ့ပြိုလဲသွားနိုင်တဲ့အနေထားပါဒါကြောင့်မို့သူတို့ရဲ့အာဏာခြေထောက်ကိုဆက်လက်ထောက်လန်းနိုင်ဖို့ အာနာရှင်ချင်းချင်းကလင်းတူဘူးဆိုမင်းအွန်လိုင်းဖက်စစ်အုပ်စုကိုတစ်ဖက်ကတွယ်ဝိုက်ပန်ပိုးပြီးသူ့ကိုငါကူညီငါ့ကိုတူညီကြီးနဲ့ဟိုင်းဆိုးရလဲပဲကျွန်တော်တို့မြမအာနာရှင်စနစ်ကိုပန်ပိုးရတစိတပိုင်းတာဝန်ရှိသူဖြစ်တယောက်နေပြီဖြစ်ပါတယ်ဒီချိန်မှာချင်းလန်းကထွက်ပေါ်လာတဲ့တရင်ကိုကျွန်တော်တို့နားဆွင့်ပြီးတော့ဒါဘာကြောင့်ဖြစ်နိုင်တယ်လဲဘလို့ဒီဖြစ်နိုင်တယ်လဲဆိုတာလဲကျွန်တော်တို့စဉ်းစားကြပါလိမ့်မယ် ဥဆိုရင်ချင်းတောင်ဒေသမှာဖက်စစ်ကြမ်းဖက်တပ်တွေအာလုံးနီပါဆုတ်ခွာသွားတဲ့အချိန်မစ္စရန်ပြည်နယ်ဝန်ကြီးချုပ်ကဒီချင်းတောင်ဒေသကိုသူတို့ရဲ့အိန္ဒိယပိုင်အိန္ဒိယပြည်နယ်တစ်ခုဖြစ်ပါဝင်ပူပေါ်မှုကမ်းလှမ်းတယ်ဆိုတဲ့သတင်းကျွန်တော်တို့ဖတ်ပါတယ်။ဘောင်ကြီးချင်းအဖြစ်ကျွန်တော်တို့နိုင်ငံရဲ့နေနိမိတ်တွေကိုရတဲ့နည်းလမ်းနဲ့ဖဲ့ယူတိမ်သွင်းဝါးမျိုးဖို့ကြိုးစားနေတဲ့အိန္ဒိယနိုင်ငံတွေရဲ့စိတ်တဏ္ဍာန်ကိုကျွန်တော်တို့လှမ်းမြင်ရပြီးကျွန်တော်တို့ပြည်တော်စုကြီးအတွက်စိုးရိမ်စရာတွေဖြစ်ပါလိမ့်မယ်။ ကျွန်တော်ပြည်တော်စုဆိုတာတကယ်တော့အင်အားကြီးကမ္ဘာအင်အားကြီးနိုင်ငံနဲ့နိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယဂျားထဲမှာနော်လူမျိုးပေါင်းစုံပေါင်းစုနေတဲ့နိုင်ငံငယ်လေးပါဒီနိုင်ငံငယ်လေးကိုမှကိုယ်နိုင်ငံကဖဲထုတ်ခြင်းဒီနိုင်ငံကသိမ်းသွင်းခြင်းဖြစ်နေတဲ့ချိန်မှာကျွန်တော်တို့တိုင်းပြည်သားပြည်တော်စုသားများဟာတညီတညွတ်အစည်းအလုံးနဲ့ညီမန်းချက်တစ်ခုတည်းကိုမချိကတ်ကြပဲတူတူငါတင်းဖြစ်ချင်ရာဖြစ်ရတဲ့နည်းနဲ့အမားကိုနောက်မှတံရွေကယူမယ်လောလောဆယ် ဖြစ်တဲ့သမျှရသမျှအခွင့်အရေးကင်ဆုတ်မယ်နေမြန်မာသမျှကိုအပိုင်လုပ်မယ်လို့ကြိုးစားလို့တော့ကျွန်တော်တို့အောင်မြင်ဖို့လမ်းစရွေးမှာဖြစ်ပါတယ်ဒါကလက်ရှိချင်းတောင်ဒေသကိုချင်းပြည်နယ်ကိုအိန္ဒိယဘက်ကကမ်းလှမ်းတာနဲ့ပတ်သက်ပြီးတော့ချင်းပြည်နယ်တောင်ရှိတဲ့လူချစ်ခေါင်းဆောင်တွေကပြည်တော်စုခေါင်းဆောင်တွေကပြက်ပြက်သားသားညှင်းပယ်လိုက်တဲ့ပုံမှာကျေးဇူးတင်ဂုဏ်ပြုရင်းနဲ့ကျွန်တော်ဒီအောင်ကိုထည့်သွင်းသုံးသပ်ပြီးအိန္ဒိယချင်းနိုင်ငံတွေရဲ့သဘောထားကိုကျွန်တော်တို့ကောင်းစွာသတိထားဖို့နှိုးဆော်ချင်တာဖြစ်ပါတယ် ဆက်ပြီးတော့အခုရပိုင်းဖြစ်ခဲ့တဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုချင်းချင်းကြားတွေကပို့တိုက်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့အနူးညွတ်လေးလေးစားစားအောက်ကျို့ပြီးတော့မြစ်တာရက်ခံတောင်းပန်ပါရစေ။နွားကွဲရင်ကြားဆွဲတယ်ဆိုတဲ့သကပုံရှိပါတယ်။ကျွန်တော်တို့တော်လိုင်းအင်အားစုချင်းချင်းကြားတွေမှာဒစိမ့်သေးတဝမ်းနဲ့ရီမန်းချက်ပန်းတိုင်တစ်ခုတည်းကိုရောက်ရနေရာကပြည့်ပြည့်စုံစုံမမမမဆက်လက်ချိကပ်ရမယ်ချင်းစုပွဲညီညွတ်မှုအင်အားကို ကြသည်မြတိုးချက်တိဆောက်ပြီးတော့ကဘာကတော့အားကြရတဲ့နွေဦးတော်လိုင်းရေးအင်အားစုတွေပါလားကဘာကထင်ထားသလိုဒဇင်ကလေးမဟုတ်ပဲနဲ့အားလုံးစီစီလုံးလုံးနဲ့ပြည်တော်စုကြီးကိုကာကွယ်နိုင်တဲ့နိုင်စွမ်းရှိတဲ့ပြည်တော်စုကာကွယ်ရေးတပ်တော်တွေအထိဖြစ်အောင်ဂျီမန်စတိဆောက်ထားတဲ့လက်နက်ကင်တော်လိုင်းရေးအင်အားစုတွေဖြစ်ပါလားဖက်စစ်မင်းအောင်လိုင်းဖက်စစ်ဝင်ရိုးတန်းဒီနဲ့ချိတ်ဆက်ပြီးတော့ကဘာကြီးကိုသို့မဟုတ်ဒေတာရင်းအာဆီယံရီဂျင်ကိုချိတ်ချောက်နိုင်လောက်တဲ့အထိ စိုးသွမ်းတဲ့ခုပြိမဲ့လုပ်ရက်တွေလှုပ်ဆောင်နေသူမင်းအွန်လိုင်းရဲ့လက်နက်ကင်တက်ဖွဲ့ကြီးကိုကောင်းစွာဖယ်ရှားပြီးတော့သူ့ရဲ့နေရာမှာနိုင်ငံတစ်ခုကိုစီမံအုပ်ချုပ်ကာကွယ်နိုင်စွမ်းရှိတဲ့တမတော်ကြီးတရဖြစ်လာအောင်စီးနဲ့ကန်းနဲ့ချီကက်နေတဲ့တော်လိုင်းကြီးတက်ဖွဲ့ကနေဖြစ်လာပါလားလို့ကျွန်တော်တို့ကပြသကြရမယ်အချိန်မှာကိုတက်ဖွဲ့ဝင်ချင်းချင်းပိုလူဒီမောင်းတို့ဒီစကန်းကိုပိုလူဝေသိမ်းစသဖြင့်ကိုရဲ့မပြေဝမှုကိုနိုင်ငံတကာသိအောင်ထုတ်ဖော်နေမှုမျိုးမဖြစ်ဖို့ ယူဆိုင်ကြဖို့လိုပါတယ်။ဒါကျွန်တော်လေးလေးစားစားအလုံးသိအောင်သင်ပြတာ။ဘယ်သူကမှနာစီတာစီမရှိရပါဘူး။လက်ရှိအခင်းကျင်းဟာအင်မတန်မှရှုပ်ခဲပါတယ်။အင်မတန်မှထိလေရှလေခြေနေဖြစ်ပါတယ်။ပြည်သူတရားလုံးဟာလည်းပဲချိန်ပြီးအောင်တည်းများပူပင်ပြီးတော့စိတ်ဒုံဒုံချပြီးမထူးတော့ပါဘူးကွာလို့ဆုံးဖြတ်ရတော့မဲ့အခြေအနေမျိုးရောက်နေပြီဖြစ်ပါတယ်။ဒီချိန်မှာပြည်သူတွေရဲ့ တော်လိုင်းရေးကိုပြက်ပြက်သားသားပြည်သူဆိုတာမျိုးပြမှာအခုချိန်ထိအချိန်လေးအခုကိုကြည့်ပြီးတော့ပေါင်းတဲ့မပေါင်းတဲ့လှုပ်တဲ့မတုံတဲ့ကြည်တုံချတုံဖြစ်နေတဲ့ပြည်သူအားလုံးကိုဆိုလိုတာဖြစ်တယ်။သူတို့တွေအားလုံးအခုချိန်မှာပြက်ပြက်သားသားတစုံတရာဆုံးဖြတ်ပြီးမတို့လှုပ်ကိုလှုပ်မှရမယ်လို့အပိုင်းဖြတ်ရကနေအချိန်မှာကျွန်တော်တို့ကတော်လိုင်းရေးရေရင်ကိုအားရော့သွားစေတဲ့အပြုမူမျိုးလှုပ်ဆောင်ချက်မျိုးကိုတက်ဖွဲ့ဝင်ကိုမထိန်ချုပ်မလွှမ်းမိုးစီကံမတတ်မှတ်နိုင်တဲ့အနေအထားမျိုးမဖြစ်ဖို့အားလုံးကြိုးစားကြဖို့ကျွန်တော်အနေနဲ့လေးလေးစားစားမြစ်တာရက်ခံကြပါလေ။ တော့ညီကိုမွန်တော်မတိုင်းသားတော်လန်ကြီးအင်္ဂါစုကြီးကြီးခင်ဗျာကျွန်တော်တို့အားလုံးကျွန်တော်ပြီးခဲ့တဲ့ရက်အတွင်းက KNU တက်မှာနှစ်အတွင်းကကျွန်တော်တို့ရဲ့စစ်တီတော်တွေကိုသူရဲကောင်းတွေကိုကျွန်တော်လေးလေးစားစားအကြံပေးခဲ့တယ်လို့မျိုးကျွန်တော်တို့ရဲ့လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်ဆန်းပြောခဲ့တဲ့မိကုံးကိုပြန်တရိရကြစေချင်ပါတယ်ကျွန်တော်တို့တိုင်းပြည်သားနိုင်ငံသားအားလုံးစီလုံးညီညွတ်စွာနဲ့တစိတ်တဝန်းနဲ့ရှိမှကျွန်တော်တို့ပြည်တော်စုကြီးဟာချုပ်ချာအာဏာရော ကျွန်တော်တို့ရဲ့ပိုင်တဲ့နယ်မြေမြေပုံမှာပဲ့မထွက်ပဲနဲ့ဆက်လက်ပြီးလှလှပပတည်တံ့ခွင့်ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အားလုံးညီညွတ်အောင်ကြိုးစားကြစီချင်ပါတယ်။ကျွန်တော်အနေနဲ့ပြည်သူတိုင်းသားများနဲ့ဒန်းတူအေးတူပူမြအတူတူကနေထိုင်ရင်းကျွန်တော်တို့ပြည်တော်စုကြီးငြိမ်းချမ်းသာရသောနေ့တနေ့ရဲ့မနက်ခင်းရောက်အောင်ဆက်လက်ပြီးခီးပြင်းနှင်သွားပါမယ်လို့ကတိပြုပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။